အားလုံးပဲမင်္ဂလာပါရှင်။ပါပီယွန်ရေးသားထားသောဈေးွက်ချောင်းတရားပေါ်ကအဝါယံဝဝင်ယုံအကျိုးအပဲ့လေးဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ ခံစားနဲ့ဘာဆိုဘာမှဆက်မခံစားနဲ့စက်ရုပ်တရုပ်လိုနေလှုပ်ရှားရှိတာဆက်လို့လိုချင်တာရရင်စွန့်ခွာຫນွေဦးမုံတိုင်းစောင်းရသည်မောင်မိုက်တဲ့နေရတွေကုံဆုံးသွားတယ်ຫນွေဦးပြန်လာပြီကျွန်တော်ဘဝကမောင်မိုက်နေတော့မယ်ဒုတိယနှစ်စာမေးပွဲတွေပြီးသွားခဲ့တယ်အဲ့ဒီစာမေးပွဲတွေမတိုင်ခင်ကကျွန်တော်နည်းနည်းခရောက်ခရက်ဖြစ်တယ် join กินထမင်းဆိုင်လေး ရုတ်တရက်ပိတ်သွားခဲ့လို့အလုတ်ပြုတ်သွားပြီးဝင်ဝင်မရှိတော့ဘူးအလုတ်မရခင်ကြာကာလမှာသူကစိတ်တော့ကရင်းနဲ့ကျောင်းစာဖိလုပ်နေခဲ့ရတယ်။အဲဒီနောက်မှာမှပီဇာဦးနိုးဆိုတဲ့ပီဇာဆိုင်လေးမှာအလုပ်ရတယ်။နေ့လယ်နှစ်နာရီကနေညတနာရီထိအလုပ်လုပ်ရတယ်။ဝင်ဝင်မဆိုးဘူး။ဒါပေမဲ့နောက်နေ့ကျောင်းလာကပြေဖို့အဝေးကြီးပဲ။ဘာဆက်လုပ်ရမလဲမရေရဘူး။စိတ်ထဲ တအားကြီးတင်းကျပ်လုံးနေခဲ့တယ်။ပတ်စံအိတ်ထဲကညီမလေးရဲ့ဘန်ကက်ကိုထုတ်ထုတ်ကြည့်မိပါသေးတယ်။ဟင်အင်းငါခွေးဖြစ်သွားမယ်ကွာလို့စိတ်ထဲမှာရေရွရင်းအန်တင်းတင်းကြိတ်ထားလိုက်မိတယ်။တဆက်ငါးနဲ့တိတိငါဟာဘဝကိုကြုံတလို့ရုံးကြရင်လမ်းပေါ်မှာရှင်တန်ခဲ့ပြီးသားကောင်းပါ။ငါတနည်းနည်းနဲ့ဒီအခက်ခဲလေး음အခက်အခဲလေးတော့မဟုတ်ဘူး။နင်းနေတော့ကြီးတယ် ဒါပေမဲ့ငါအဆင်ပြေသွားမှာပါကွာလို့ကိုကိုကိုအားပေးရင်နောက်ထပ်အလုပ်တစ်ခုကိုကြိတ်ရှာတယ်။ဒီຫນွေဥဟာကျွန်တော်အတွက်မตายရပါဘူး။ကျွန်တော်စိတ်ထင်အဲ့ဒီနေမှာမြို့ခံဘောလုံးအသင်းဟာနာမည်ကြီးအသင်းတစ်သင်းကိုအနိုင်ကန်လိုက်ပုံရတယ်။မြို့သူမြို့သားတွေဟာအောင်ပွဲခံနေပြီးစားကြတောက်ကြတော့ပီဇာဆိုင်မှာပီဇာလုပ်နေတဲ့ကျွန်တော်လက်ထက်ကိုအော်ဒါစာရွက်တွေတထောကြီးရုတ်တရက်ရောက်လာရော။ပီဇာလုပ်ဖက်ကျွန်တော်နဲ့ဆိုင်ရာ သေးလောက်အောင်ပီဇာတွေအဆက်မပြတ်လုပ်ရတယ်။အချက်တစ်ထောင်လောက်တောင်ရှိမလားမသိဘူး။ရှစ်လက်မှ၁၀လက်မှစိုက်တွေအပြင်၁၆လက်မှစိုက်ပီဇာတွေပါအများကြီးပါလာတယ်။အနာသားတွေတဲ့ဝက်ဥချောင်းထဲတဲ့အမျိုးအစားတွေကော cheese အချောင်းထဲတဲ့အမျိုးအစားတွေကောအဲ့အရာတွေကဓာတ်နဲ့အပိုင်းလေးတွေလှပြီးလှလှပပလေးပြန်ခောက်ရတော့လက်ဝင်နေ။လူကယူခြင်းသလိုကြောင်းခြင်းသလိုတွေဖြစ်လာတယ်။အစာပလာခွက်တွေတဲ့ကတော်ပင်တွေဟာခဏလေးနဲ့ဖြုတ်ခနဲဖြုတ်ခနဲ ုံကုံသွားတယ်။ဗီဇာဦးနှိုးရဲ့မိဖို့ခန်းလေးထဲမှာဖိအားများနေတဲ့အလုပ်သမားတွေဟာတယောက်နဲ့တယောက်အော်ဟစ်ဆဲဆုံနေကြတယ်။အရေးတဲ့နောက်ခွေးခန်းထဲကဗီဇာဘေ့စ်လုပ်တဲ့အာရက်ကလားတွေကဂျုံနဲ့ရေအထည်များသွားတော့ဗီဇာဘေ့စ်တွေက ခက်ပြော့ပြော့ကြီးတွေဖြစ်လာတယ်။အနာသားလုံးလို့အဆင်မပြေတော့ဘူး။ကျွန်တော်ဘေးကဆိုင်ရာကငါယူမသားတွေလို့လမ်းအော်ဆဲတယ်။ကျွန်တော်ကဗီဇာလင်မန်းထဲကဂျုံဘေ့စ်ကိုအနာလုံးကိုစူးစမ်းရင်းပြောစီပြောတွဲကြီးဖြစ်နေတာကို ောသားတကြီးဖြစ်နေတော့နောက်ခန်းဘက်ကလားတကောင်ကတကားဝါမှာမျက်နာပြူးပြူးကြီးပေါ်လာပြီးမကြည်နဲ့ရင်ကို့ဘာသာလာလို့လာလို့ငေါတော်တော်လာပြောတယ်။သူရက်နေရဲ့တကားပေါက်ပေါင်းကိုကျွန်တော်လက်ထဲကဂျုံဘေးစပါတဲ့ပီဇာလင်မန်းကြီးခွမ်းကနေသွားမှန်တယ်။ကလားပြေးဝင်သွားတယ်။ရှေ့ဘက်မှာဈေးရောက်နေတဲ့အင်္ဂလိပ်မာတွေလမ်းဖြတ်ဂုံးရောပီဇာဦးနိုးပိုင်ရှင်အာမတ်ဆိုတဲ့အဖိုးကြီးထွက်လာပြီးဟတ်ကောင်းလေတော်ကြတော့လို့လာပြန်ပြေးရတယ်။၁၀မိနစ်လောက်အကုန်လုံးရက်သွားတယ် ျွန်တော်နဲ့ဆိုင်ရာဆိုင်အပြင်ထွက်ပြီးစက်ကလက်တလိပ်စီဖွာတယ်။ခဏနားတယ်။ဆိုင်ထဲပြန်ဝင်ပြီးနောက်ဖေးကန်းကကလားတွေစီပြန်သွားတယ်။ရေနဲ့နဲ့လျှော့ထည့်ကြီးလို့ပြန်ပြောပြီးလက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။မေမန်းနဲ့ထည့်ထားတဲ့ပီဇာဘေ့စ်အသစ်တွေကျွန်တော်တို့စီပြန်ရောက်လာတယ်။အနာလုံးရတာအဆင်ပြေတယ်။ပီဇာတွေအဆက်မပြတ်ပြန်လုပ်ကြတယ်။မူးချုပ်သွားတော့ဆိုင်ကအော်ဒါတွေကျဲပါသွားပြီးခဏကတော့တက်တော့ဖြတ်တော့မတက်ဖြစ်နေတဲ့မီးဘိုခန်းထဲမှာ PR ရော့ကြသွားတယ်။ စကားစမေးလေးဗာလေးပြောရင်အရင်အခြေအနေအတိုင်းပဲညာဦးပိုင်းကဘာမှမဖြစ်ခဲ့သလိုပဲညာတနာရီထိုးတော့ဆိုင်ပိတ်တယ်ဆိုင်ကစိတ်သားခက်ပတ်နေနေကိုမယုတ်သီး sauce ကျက်တော့နေတမယာသီးနဲ့တုပ်ပြီးဖော်ဘူးလေးနဲ့ကျွန်တော်ယူလာခဲ့တယ်လမ်းမှာဘောဂါဒဗလင်းဝင်ဝဲတယ် Richmond Cigarette အပြာရောင်တပူးပါဝဲတယ်အင်းရောက်တာနဲ့ရှင်းမိုးချိုးအဝိလဲဘောဂါအရက်၃ဘက်လောက်ဇက်တိုက်ချပြစ်လိုက်တယ်စိတ်သားခက်ပတ်တော့ကို ထမင်းကျန်းနဲ့နှဲဖက်ပြီးညလေစာစားတယ်။နောက်တော့ဘော့ကာဒဗလင်းထက်ချတယ်။အိမ်ပြင်ထွက်ပြီးစိတ်ကလက်ဖွာတယ်။ရေချိုးတာထမင်းစားတာအရက်တော့တာအဲ့ဒီလုံးသမားအရာတွေမှာကျွန်တော်လက်တွေဟာတဖြည်းဖြည်းနဲ့ဖြစ်နေတာကိုတော့စဉ်းစားမိတယ်။ဖြည်းဖြည်းလေးလုံးလို့မရဘူး။အရန်လောကြည့်နေတာရဲ့။ပီဇာဆိုင်ကဖီအားဟာအိမ်ပြန်ရောက်လာတာတောင်ပါလာတာပဲလို့တွေးမိရင်သူကတစ်ချက်ယိုင်သွားတယ်။ပင်မန်းလုံးနာရဲ့ အရက်မိုးရာရဲ့ပေါင်းသွားပြီအဲ့ဒီအချိန်မှာ text message တစ်စောင်းဖုန်းထဲဝင်လာလို့ထုတ်ကြည့်လိုက်ပြီးတော့ညစနစ်ကျော်သွားလို့အောင်းစင်းထွက်နေပြီကြည့်လိုက်အောင်နဲ့ duke ဆိုတဲ့အတန်းဖော်တငယ်ချင်းစီကလာတဲ့ message ဖြစ်နေတယ်အခန်းထဲပြန်ဝင်ပြီးကွန်ပျူတာဖွင့်နေတက္ကသိုလ် website ထဲကိုဝင်ပြီးအောင်းစင်းရင်းကြည့်တယ် okay ကျွန်တော်အောင်းနေရင်ထက်ရတဲ့ဘာသာတွေကိုအေးအေးဆေးဆေးအောင်းထားတယ်ပြန်ပြန်အမှတ်ကိုကြည့်လိုက်တော့တချို့ဘာသာတွေမှာများတချို့နဲတဲ့အတွက်68ရာခိုင်နှုန်း ယုံစီစီနဲ့မြမလေးကိုဖုန်းကောက်ခေါ်တယ်။မုန်းနေတော့ကအရန်ပြောပြချင်းနေပြီ။ Hello အချစ်အိပ်ပျော်နေပြီလား။အလောက်ကပြန်ရောက်ရင် text message အမဲပို့ပါလို့ပြောထားတာကိုဘာလို့မပို့ထားတာလဲ။အာအရန်ပြင်မလာတော့မိသွားတာရဲ့။အဲ့လိုအကျင့်နဲ့မကြိုက်ဘူးလို့ရှင့်ကိုပြောထားရယ်နော်။ဟုတ်ကဲ့ပါ။နို့ခဏလေးအောင်စင်းထွက်နေပြီ။အကူအောင်နေဆရာ။အောင်နာစိတ်ငွေစားဘူးဘလောက်ရလဲ။2 1 scanclass upper 2.1လို့ဆိုလိုတာဘာအသုံးမကျဘူးဒေါသလန်ဆူဆူလေးနဲ့ဩစာပြူလာပြီတူဝဲပဲမဲ့ပြမ်းမြရခိုင်နှုန်းက68ပါအချစ်ကလေးရာ first class ရဖို့200ခိုင်နှုန်းလေးလိုသွားတယ်ဟာကိုအဲ့ဒါကြီးလာမပြောနဲ့အောက်ကျသွားတာကျသွားတာပဲကျမရှင့်ကိုအချင်းချင်းစုခဲ့ပို့ခဲ့ပြီးပြီအေးပါကွာအကူလဲကြိုးစားတာပဲဒီလောက်ခါလေးနဲ့မစူပါနဲ့ကွာအကူအလုတ်ပင်မန်းလို့ရန်တန်တိုင်းဖြစ်နေပြီဟာ အရက်လဲနင်းနေမူးနေပြီမရဘူးကျမထပ်ပြောမယ်ရှင်တက်နေတဲ့တက်ကတော့ဟာကျမတက်ခဲ့တဲ့ကဘာထိတ်တန်းတက်ကတော့မဟုတ်ဘူးအလဲအလက်အစင်လောက်လေးရှိတာဒါကြောင့်ခဏခဏတတိပေးရဲ့အဲ့ဒါကနေဒီဘွဲကိုထိတ်ဆုံးအစင်ကနေရအောင်ယူရမယ်လို့အဲ့လိုထိတ်ဆုံးအစင်ကနေဘွဲရလာမှဟိုဘက်ကဗိတ်ကြီးအစင်လောက်နဲ့တူပြီးလူရဝင်ဖို့ကနောက်ထပ်တစင်ကိုထတ်တက်ရမယ်လို့ပြောပြီးသားကျွန်တော်နားထဲမှာဘာမှမကြားတော့ဘူးသူက တတို့တို့နဲ့ဆက်ပြောနေတာပဲကျွန်တော်တအားပင်ပန်းနေပြီဗျာကဘာကြီးဟာခြားခြားလဲနေပြီ စိတ်ထဲမှာဘလို့ကြီးမှမသိဘူးမုန်းကြလာတယ်နောက်တနေ့စာကျောင်းလာကမရှိလို့တင်ငယ်နေတဲ့စိတ်လွန်ခဲ့တဲ့နိုင်ပိုင်းလောက်ကပင်ပန်းဆင်းရဲကြီးစွာအလုံးလုံးခဲ့ရတဲ့နွမ်းနေမှုအဲ့ဓာတွေကဖြည့်ဆည်းနေရတဲ့အထဲကိုအင်မတန်ချစ်ရတဲ့သူရဲ့ night ထက်စီးနေအပြောခံရတယ်လို့ခံစားရတဲ့အခါစက်ကလက်ကိုအင်ပြင်းမထွက်ဘဲ အိတ်ခန်းထဲမှာခွာနေမိပြီ။လက်ကြံဘောကပလင်းကိုခွက်ထဲမှတ်ငယ်ပဲပလင်းလိုက်မော့နေမိပြီ။တတိပြန်ဝင်လာတဲ့အချိန်မှာကျွန်တော်ဟာကျွန်တော်အသက်လောက်ချစ်ရတဲ့သူလေးကိုအော်ဟစ်တောင်းချမ်းနေမိပြီ။ဒေါ်နမ်းမမေကြီးမင်းဘဝမှာသမင်းဖဏခါများငတ်ခဲ့ဘူးလို့လေ။ငါအချိန်ချင်းငတ်ခဲ့ဘူးလေကွာ။မင်းငါ့လိုကိုလီထန်းရင် တရက်၄နာရီပဲအရင်တက်ကတော့တက်ခဲ့ဘူးသလား။မင်းငါ့လိုပတ်စံလေးတပဲ၆ပြားနဲ့ဘာမှမသိတဲ့အတိုင်းမျိုးကိုသွားပြီး ညာသင်ခဲ့ဘူးလို့လားမင်းထိတ်တန်းတက်ကတော်တွေထိတ်တန်းဘဝတွေပညာတတ်ကြီးတွေဗာကြီးတွေကိုဘလို့တက်ခဲ့ရတာလဲဟဟအပူပင်မရှိထမဲဝဝစားရင် စာလေးသင်ရင်ရခဲ့တာပါကွာငါ့ကိုအဲ့လောက်ကြီးမတူသလိုမတန်သလိုမပြောစမ်းပါနဲ့လူလောကကြီးအကြောင်းမင်းငါ့လောက်မသိပါဘူးမင်းဘွယ်သူရာသူခုံနှူးတွေဟာလောက အလုံးစုံကိုထိုးတွင်းသိမြင်နိုင်စွာမရှိပါဘူးကွာနောက်ဆုံးကုန်းကုန်းပြောမယ်မင်းငါ့ဘဝကိုတိဆောက်နေတာ မင်းအတအတွက်ကြီးပါကွာငါ့ကိုမင်းလိုဖြစ်စေခြင်း ਨੇ အဲ့ဒီတော့မှသူအမြင်တင့်တယ်မယ်ဟုတ်တယ်မလားအလကားဟာမအတွင်းစိတ်ထဲမှာငါ့ကိုနှိမ်ချခဲ့သမျှခုမှဘိုးဘော်တလို့ပေါ်လာပြီဟဟစိတ်ပံပညာရှင်မာကြီးရေထောင်ထွက်ကုလီလမ်းပေါ်ကအနာခက်မဲ့တဲ့စာမတက်ပေမတက်လူအောက်တန်းစားကောင်ကိုမင်းဘာလို့လာပတ်တက်နေရလဲဗျာနောက်တော့ငါ့ကိုမဆက်သွဲပါနဲ့တော့ကွာကြောက်လွန်းလို့ပါ ငါမင်းနဲ့လည်းမတန်ပါဘူးငါဘာသာငါနေပြရစီတော့ကွာရေးပါပဲဗျာသွားတော့မင်းလစ်တော့ငါဘွားတွေကအပီးလစ်သွားတော့ငါ့ကိုအဲ့လောက်အထင်မြင်သေးနေမှာတော့လာမပတ်သက်ပါနဲ့တော့ကွာငါပြောနေတာကြားသလားဒေါနန်းမင်းကြီးမြန်မာလေးဒေါနန်းမင်းကြီးဟာဒေါသထွက်ပြီးပေါက်ကွဲနေတဲ့ကျွန်တော်ကိုကြောက်လန့်သွားပြီးဖုံးဆက်မပြောရဲတော့ဘူးဖုံးချသွားခဲ့တယ်ဆက်ပြောလို့မရတဲ့ဖုန်းကိုကျွန်တော်ဒေါသတကြီးနဲ့ ကျမ်းမြင်ပေါ်ပြစ်ပေါက်လိုက်တာလွင့်ဆင်သွားခဲ့တယ်။အိယာဘောကိုပြစ်လဲချလိုက်တာကျွန်တော်ဘာမှမသိတော့ဘူး။လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပြီ။နောက်တနေ့မနက်အိယာကနိုးတော့သူကခေါင်းတွေတဆက်ဆက်ကိုက်နေတယ်။ညကပြစ်ပေါက်ခဲ့တဲ့ဖုန်းကိုလိုက်ရှာလိုက်တော့ miss call တွေကအခု40လောက်ဖြစ်နေတယ်။ဂီးမဆိုင်ဘူး။ကျွန်တော်ဒေါသတွေကအခုထိအရှိန်မသေးသေးဘူး။ဖုန်းကိုအိယာဘောပြစ်တင်လိုက်တယ်။အဝေးအစားတချို့ကိုကျော်ဖို့အိတ်ထဲထည့်တယ်။ အိမ်ကထွက်တယ်။အိမ်ကိုတပတ်လောက်မပြန်ဖြစ်တော့ဘူး။စိတ်ကဲမှာကုလီထန်းစင်ကပေါင်းငယ်ဘူးတဲ့အပေါင်းအသင်းတွေနဲ့သွားအိပ်ပြီးမိုးယူနေခဲ့တယ်။ကျွန်တော်ကိုနှိမ်နဲ့မိမကိုကျွန်တော်မမြင်ချင်တော့ဘူး။သူ့အကြောင်းလည်းမတွေးချင်တော့ပါဘူး။ကျွန်တော်ဟာတစ်ခါတစ်ခါမှာထင်မထားတတ်တဲ့ရက်ဆက်နေမျိုးနဲ့ရက်ဆက်တတ်တယ်ဆိုတာသူသိစေရမယ်။အဲ့ဒီအလကားဟာမှလည်းသိသွားစေရမယ်။တပတ်ကြာတော့အိမ်ပြန်လာတယ်။အိမ်ခန်းတကားအောင်မှာ ာလေးတစ်စောင်တွေ့ရခတ်တူတူလေးပါပဲအကိုကိုလာရှာပြီးထိုင်ဆောင်နေခဲ့ပါတယ်စိတ်ပူလို့သေတော့မယ်ကွဲတဲ့အိတ်ခန်းထဲဝင်လာတော့အိယာပေါ်မှာဘက်ထရီအားကုန်နေတဲ့ဖုန်းကိုကောက်ယူပြီးချာကျင်သွင်းတယ်ဖုန်းဖွင့်လို့ရသွားလို့ကောက်ကန်ကြည့်ပြီးငုံငုံကြီးထိုင်နေမိတယ်ခုခေါ်လိုက်ရမလားငါ့ကိုလာထိုင်ဆောင်ရင်မုံမဲမဲလေးဖြစ်နေခဲ့ရတဲ့ညီမလေးကိုခေါ်ပြီးချောလိုက်ရမလားအိုးတော့မခေါ်စမ်းနဲ့အောင့်ထားစမ်းကန်းတက်သွားလိမ့်မယ် ဖုံးပြန်ဖွင့်ထားလိုက်ရင်ဒင်းခေါ်လာမှာပေါ့ငါမခေါ်ပါဘူးအောင်သာအောင်သာခဏနေတော့စိတ်ကလဲလာပြန်တယ်တနာပါရဲ့ငါသိပ္ပံပညာရှင်ပါလေငါကလည်းငါပါသာပင်မဆင်းရဲ့ငမွေးဖြစ်နေတော့ကကို့အရေးကိုတောင်ရန်လိုနေမိခဲ့တာမဟုတ်လားသူငါ့ကိုရိုးရိုးဆိုတာနေမှာပါဒီလောက်ချက်တာတမင်မနှိမ်လောက်ဘူးထင်တာပါပဲဖုံးခေါ်လိုက်ရမလားဟုတ်ကောင်တော့မခေါ်နဲ့မင်းကောင်မချစ်တတ်ပါလိမ့်မယ်နော်အောင်သာစမ်း အောင့်ထားစမ်းအန်ကျိတ်ထားရင်ဘတ်ထဲဘလောက်အောင့်ပလိစေအောင့်ထားလိုက်အဲ့ဒီလိုအောင့်ထားရင်းနဲ့ကျွန်တော်ကိုအံ့ဩတုန်လှုပ်သွားစေတဲ့ဖြစ်ရကြီးတစ်ခုနဲ့ထပ်မံရန်ဆိုင်ရပြန်တယ်ဂျေးသူအမည်မသိခဲ့ရတဲ့အနော်နီမာရဲ့ဘဝဆိုတာအိုင်နင်ဖရောင်းအင်ဘာလင်ဘာလင်မြို့ကအမျိုးသမီးတယောက်ဆိုရက်မှတ်တမ်းထဲကအမျိုးသမီးလိုပါပဲအင်မတန်နာကျင်စရာကောင်းလို့နေဒုတိယကမ္ဘာစစ်ကြီးအတွင်းကဂျာမနီမြို့တော်ဘာလင်ကို ဆိုဗီယက်တပ်နေတော်တွေတပ်သိမ်းနေနာဇီဂျာမနီကို အပိသက်ချေမှုန်းနိုင်ခဲ့တဲ့အောင်နိုင်သူရုရှင်းစစ်သားတွေဟာဗာလင်မြို့ကို ဆိုဗီယက်အလံထောင်လို့သိမ်းပြီးတဲ့အခါမှာအရက်တွေမူအပျော်ကျူးလို့ဂျာမန်အရက်သူအမျိုးသမီးတွေကိုမြင်းမြင်းလေးရမှာနေကောညပါအာရမအပြုကျင်ကြတော့တာပဲဟိုနားမှာအာရမအကျင့်ခံရဒီနားမှာအပြုခံရဖြစ်လာတဲ့အခါအဲ့ဒီအမည်မသိဂျာမန်အမျိုးသမီးဟာဆိုဗီယက်အရာရှိတယောက်ကို အတင်းကပ်ဖို့ကြိုးစားတွေ့ကြရစစ်သားတွေရဲ့အနိုင်ထက်ကျင်တာခံနေရမယ်အတူတူတစုံတယောက်စီမှာအောင်ဤတီးခန္ဓာဟာတက်တာရရနိုင်မယ်ဆိုတဲ့အတွေ့အမြင်မျိုးဒို့ပေမဲ့လည်းနောက်ထပ်နောက်ထပ်သောရုရှင်းစစ်အရာရှိတွေရဲ့ဆက်ဆုပ်ဖွဲ့ရာအနိုင်ကျင့်ခံရမှုတွေကိုခါးစည်းခံရရှာရင်အာရမအပြုခံရတာဟာဘာမှမဆန်းတော့ပါလားဆိုတဲ့စိတ်ဒဏ်ရာမျိုးရသွားရှာခဲ့တယ်။အဲဒီလိုပါပဲကျွန်တော်စိတ်ထဲမှာ ဘဝဆိုတာကြီးကိုအနော်နီမအမြေခံကို့နာမည်ကို ထုံမပြောရဲပဲမှတ်တမ်းရေးသွားခဲ့တဲ့အမျိုးသမီးလိုချင်းမြင်သွားခဲ့ပြီ။ကံကြမာကဘဝကိုအကျဉ်းချင်းအနာအထက်ပြုကျင်နေ။ဒါကိုထူးပြီလေနာကျင်ပြမနေကျင်တော့ပါဘူး။ဒါပါပဲ။ဒေါ်နမ်းမေမေကြီးကကျွန်တော်ကိုအဲ့ဒီစာမွေးပွဲမှာ အမတ်တွေအမြင့်ဆုံးမရရခေါင်းလားလို့စူဆဲရာကကတော့ကစားဖြစ်ခဲ့တယ်။ကျွန်တော်နဲ့ဟိုးပထမနှစ်ကလေးက ဘဝကိုမရှိအတူရှိအတူရုံးကန်ခဲ့ဘူးတဲ့ကြောညာစာရွက်တွေရွာရိုးကိုပေါ့အတူလျှောက်လို့ဝေဘူးသူမေတူဟောဘူတာနာမှာကုံလောင်ယုံတစ်ခုမှာကိုလီအတူသွားထန်ရင်ယထာမမီတော့လို့ဘူတာယုံမှာသတင်းစာခြုံပြီး အတူတူအိတ်ခဲ့ဘူးသူကိုကတဲတော်ရဲခြားတိတ်ပါလားလို့အထင်ကြီးဘူးသူရဲဘော်ရဲဘက်အတန်းမော်ဂွာရက်ဆိုတဲ့ကလားလေးတယောက်စာမေးပွဲကြာရှုံးနေပင်ပင်ပန်းပန်းစင်းစင်းရဲရဲ အလုတ်တစ်ဖက်နဲ့ဖြေရတဲ့စာမျိုးပွဲဟာဘယ်ခါမှဆိုခြေကျော်လက်ကျော်ဖြစ်နိုင်တာကြီးပဲမဟုတ်လားတက်သူထုံးစံအတိုင်းပြန်ဖြေခွင့်ပေးတယ်ပြဿနာကအဲ့ဒီပြန်ဖြေရတဲ့မိကုံတွေဟာမူလမိကုံတွေထက်ပိုခက်တယ်တဲ့အဲ့ဒီမှာမာလကာဒီလို့နာမည်ပြောင်းပေးထားတဲ့ကလာလီဂွာရက်ထက်ကြသွားပြန်နေထက်ကြပြီဆိုမှတော့နောက်တနေ့ထက်နေရုံပေါ့စိတ်မကောင်းဘူးကိုယ်တငယ်ချင်းအတွက်အဲ့ဒီလို့နဲ့တရသားဂွာရက်တယောက် ကျွန်တော်စီရောက်လာတယ်။မဆလာနိုင်နိုင်နဲ့စိတ်အုံနောက်ဟင်းချက်ကျွေးတယ်။နှစ်ယောက်သားငြင်းရည်ရှက်ရည်ညစာစားပြီးတော့စကလက်ကိုစီဖွာရင်း "तू ကျွန်တော်ကိုတွေးဆဆပြောလာတယ်။တော်လောက်ပြီထင်တယ်တဲ့။အရင်မရှိအဖျားမရှိနဲ့။ဘာလဲကွာလို့မေးကြည့်တော့စာမေးခွဲကြလို့နောက်တစ်နှစ်ထပ်နေဖို့ရာကျောင်းလာကတစ်နှစ်စာအပူထပ်သွင်းဖို့ခက်ခဲနေပြီတဲ့။ကျွန်တော်ဟာအဟက်ခနဲ့တစ်ချက်ရေပြီးပြောင်ချော်ချော်နဲ့သူ့ကိုနှစ်သိက်ကိုကြိုးစားတယ်။မင်းတယောက်တည်းမဟုတ်ဘူး။ ငါလည်းနောက်တန်းထက်တက်ဖို့ပတ်စံမရှိဘူး။ထားလိုက်စမ်းပါကွာ။ငါတို့မှာလူရတီပဲ့ရဲ့ကြီးတစ်ခုလုံးကြံနေသေးတာပဲ။အသေးအကြီးကြုံရကြပန်းတွေရှောက်လို့ပြီးပတ်စံဆူကြတာပေါ့။ဘာဘူးတလဲကွာလို့။အဲ့ဒီမှာသူကျွန်တော်ကိုတစ်ချက်လှမ်းနေတယ်။မိယောင်ဝါချင်းချင်းအောက်မှာအဲ့ဒီမျက်လုံးတွေကိုကျွန်တော်မမေ့ဘူး။ခံစားမှုမရှိတော့တဲ့မျက်လုံးအသေးတွေ။ကံကြမာကခဏခဏအနာအထက်အကျင့်ခံရလုံးလို့အရှုံးပေးလိုက်တဲ့မျက်လုံးမျိုးတွေ။ဒါပေမဲ့ နောက်တော့မှသာကျွန်တော်အဲ့ဒီမျက်လုံးတွေကိုနားလည်ခဲ့ရတာပါအဲ့ဒီညကခက်ပေါ့ပေါ့တန်တန်ပဲသဘောထားခဲ့မိတယ်အကြာကြီးငေးငိုင်နေပြီးမှစိတ်ကလက်တလိထက်တောင်းတယ်မင်းညီပြီးခွာတယ်မမရတော့ဘူးကွာအရန်ပင်မနေပြီလို့ခက်တိုးတိုးပြောတယ်ကျွန်တော်နားမလည်ခဲ့ဘူးပင်မနေဒီမှာပဲအိတ်လိုက်ကွာလို့ဖိတ်ခေါ်လိုက်မိသေးတယ်သူခေါင်းကိုဖဲညာရမ်းခါပြီးထပြန်သွားတယ်နောက်ရက်တွေမှာ ျွန်တော်စီပေါ်မလာဘူး။ရက်အနှဲငယ်လောက်နေတော့အတန်းပေါ်ရီစီကဖုန်းလာတယ်။မာလာကာဒီခေါ်ကလားလေးကွာရက်မြို့အဝင်တင်လဲဝါနာကတန်တရာအဟောင်းကြီးပေါ်ကနေညတစ်ခုမှခုံချသွားခဲ့ပြီတဲ့။ဘယ်နည်းညကလဲဆိုတော့ခံမှန်းချက်အရာကျွန်တော်စီကပြန်သွားတဲ့ညကပဲ။ကျွန်တော်ရင်ဘတ်ထဲမှာဘလောင်စူးနေတာပဲ။ညီလေးအရွယ်လောက်ရှိတဲ့ကောင်းကလေးကျွန်တော်ကိုအရန်ခတ်တဲ့အစက်မြင့်တင်ချာတွေတက်အောင်တင်ပေးခဲ့ဘူးတဲ့ကောင်းလေး။ အသက်ကလေးမှ20ဆုံးစချတဲ့လေသူမခံနိုင်ရှာပါလား breaking point တခုကိုသူရောက်သွားခဲ့တယ်ထင်ပါရဲ့ဒါကိုဘိလက်ပြန်ပညာတကြီးဖြစ်ပါစေတော့ရဲ့လို့လဲပေါင်းရှားပေါင်းပြီးနိုင်ငံခြားလွှတ်လိုက်တဲ့ဟိုးအဝေးကြီးကတောရွာလေးကကလာအဖိုးကြီးအဖွားကြီးလင်မယားဟာရင်ကျိုးရှာပြီပေါ့အဲ့ဒီရက်တွေမှာကျွန်တော်ဟာသူယူးတယောက်လိုပဲညညာအိတ်မပြောဘူး အရက်ကိုအမူးတောက်ပြီးအိတ်ခဲတယ်။ငါတို့လိုချင်ခဲ့တဲ့ဘွဲ့ဆိုတဲ့ပန်းနိုင်ဟာလူတယောက်အသက်ပေးရတဲ့အထိတန်ရလာလို့အကြင်ကြင်မေးခွန်းထုတ်မိရဲ့။အမူးလွန်တလို့ဖြစ်လာတဲ့အခါကျွန်တော်ကိုနာကျင်အောင်နှိမ်ခဲ့ဘူးတဲ့။ပညာတတ်မကြီးကို နာကြီးပြန်တယ်။ဟာမင်းကငါ့ကို အမှတ်တွေအများကြီးမရရခေါင်းလားလို့နှိမ်တယ်။ဟုတ်လား။အေးအေးကုလီထန်းပကံစေးရင်စာချက်ခဲ့ရတဲ့ကလာလေးကတော့တည်သွားတယ်ကွာ။ ငါရဲပေါ်လေးတေသွားရှာတယ်ငါတို့ဘဝတွေကိုဒီဘဝမှာမင်းနားလည်မယ်မထင်ပါဘူးလေစောက်လူမလိုက်အဖွဲစည်းကနေစောက်စင်စွဲရဲတိုက်ထဲကနေစောက်ထမင်းဝဝစားရင်စောက်အစစ်မြင့်တက်ကတူကြီးကနေဘွဲတွေတတိကြီးယူလာတယ်ပြီးဟိုဟာမဖြစ်ရကောင်းလားဒီဟာမဖြစ်ရကောင်းလားထိုင်ဝေပန်ဒီမှာတော့အလွဲကြီးလွဲခဲ့ပြီပေါ့ဟာဟာငါမင်းကိုဒီဘဝမှာမျက်နှာချင်းမဆိုင်ပါရစေနဲ့တော့ကွာရှင်ကြီးခိုးပါရဲ့ သွားပါတော့အကွဲနေတဲ့အတန်းနဲ့ကျွန်တော်တယောက်တည်းအဲ့လိုပဲဒုဒုဒုယူရင်အယူကြီးလို့ပေါ့နောက်နေ့ကျောင်းပွင့်ရံရောက်တော့ပထမနေ့လက်ချခန်းရဲ့ရှေ့ဆုံးထဲမှာကျွန်တော်ထိုင်နေတယ်ကျွန်တော်မျက်နှာဟာပျော်ရွှင်ခြင်းကင်းမဲ့လို့ဌာနမှုဟာစာသင်ခန်းထဲထိုင်နေတဲ့ကျောင်းသားတွေကိုတစ်ချက်ဝေ့ကြည့်ပြီးသူ့လက်ထဲကနာမည်စရင်းနဲ့တိုက်ကြည့်ပြီးနာမည်တွေခေါ်တယ်ကိုနာမည်အခေါ်ခံရတဲ့ကျောင်းသားကလက်ညှိုးထောင်ပြလို့ နံပါတ်စီရင်ခေါ်တာပြီးသွားပြီကျွန်တော်မအောင်နိုင်တော့ဘူးဌာနမှုကိုလှမ်းကြည့်ရင် Graph ဂျိုရှီမပါဘူးလို့လှမ်းပြောမိလိုက်တယ်ကာပီတန်အမေရိကနဲ့တူတဲ့ဌာနမှုဟာမျက်နှာပြတ်သွားတယ်အတန်ခက်အောအောနဲ့ပြန်ပြေးတယ် It's such a shame that she can't be with us today သူ့တပည့်တွေထဲမှာကလားလေးနဲ့ကျွန်တော်ဟာဟိုးပထမနှစ်ခဲကသူနဲ့အတော်ရင်းနေတာမဟုတ်လားသူလဲစိတ်ထိခိုက်နေမှာပေါ့အဲ့ဒီအချိန်မှာပဲ ကျွန်တော်နောက်ကျောစီကဘန်းဆိုတဲ့အင်္ဂလိပ်ကျောင်းသားရဲ့ပြောင်ချော်ချော်စကားသံထွက်လာတယ်။ Graph ကလည်းသိမဲ့အတူတူကျောင်းသားကရလို့ရညာဘန်းတမယဝင်ထိုက်ပါလားကွာတဲ့။ကျွန်တော်ဆက်ခနဲ့လှည့်ကြည့်လိုက်တယ်။အန်ကျိတ်ထားရင်ဒေါသကိုထိန်းထားရတဲ့အတန်နဲ့နှမ်းပြောတယ်။ဘန်းမင်းမဆက်ပိတ်ထားလိုက်။ထပ်ပြောရင်မင်းရှည်သွားတယ်ငါရိုက်ချိုးပြမှာ။ငါကြင်ရဲတယ်။ငါလကားစားတာပါကွာ။တောင်းမှန်ပါတယ်ဆိုတဲ့ဘန်းရဲ့စကားသံကိုကျွန်တော်နားမထောင်တော့ဘူး။စာသင်ခန်းထဲက စက္ကနဲထထွက်ခဲ့မိတယ်။ကျွန်တော်ဟာစိတ်ခံစားမှုအင်မတန်ကြီးလွန်းတဲ့ကောင်ပါ။ဒီတက်ကတော့ကို အလိုလိုယုံမုန်းနေပြီ။ဒီနေရာမှာကျွန်တော်ဟာသဲရီချစ်တဲ့ကောင်မလေးကိုရှာတွေ့ခဲ့ပြီးဒီနေရာရဲ့တတ်မှတ်ချက်တချို့ကြောင့်အဲဒီကောင်မလေးကို မုန်းတီးသွားခဲ့ရတယ်။ဒီနေရာကတတ်မှတ်တဲ့အောင်မြင်ခြင်းကြာရှုံးခြင်းဆိုတဲ့စိတ်ကဲ့နေကြောင့်ပဲကျွန်တော်တငယ်ချင်းတည်ခဲ့ပြီးကျွန်တော်မနေ့အတင်းထားရတယ်ဒီနေရာမှာ ကျန်တဲ့အချိန်တစ်ခုကိုတောက်ခံထားမယ်။ငါလိုချင်တာယူပြီးရင်ထွက်သွားမယ်။ဒါပဲ။နောက်ထပ်ဘာပဲကြုံရကြုံရပျော်ရွှင်တာတွေဝမ်းနည်းတာတွေမရှိစေရဘူး။ဘဝဆိုတာဗာလင်မျိုးကမိမတယောက်လိုပဲ။ရုရှားစစ်သားတွေကအာဒမမှုအကြင်ကြင်ပြူတာခံရတယ်လို့မျိုး။ကဲကျမကငါဘဝကိုအနိုင်အထက်အကြင်ကြင်ပြူကျင်နေတာ။ဘာမှမခံစားနဲ့။ဘာဆိုဘာမှစက်မခံစားနဲ့။စက်ရုပ်တရုပ်လိုနီး 六十呀，是十，十六，如今那伢人生活，大送片钞票。